တရားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ကျော်ကွန်ပရက်ဆာရဲ့ exercise 2ကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်အဲ့တော့ exercise 2မှာတော့ alternate ဒီ compressor နှလုံးကိုเนาะလှုပ်ဆောင်မှုအတွက်ကိုကျွန်တော်ကเนาะ program တစ်ခုတိစောက်ပြရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာเนาะ ကျွန်တော်ဒီ compressor နှလုံးကိုပေါ့နော်တလက်စီလှုပ်ဆောင်မှုအတွက်ကိုနော်အဲဘယ်လိုပုံစံမျိုးကျွန်တော်တို့ကနော်လှုပ်ဆောင်သွားမလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့နော်အဲဒီမှာနည်းနည်းလေးအ내ချင်းလေးရှင်းပြခြင်းပါတယ်အဲ့တော့ဒီပေါ့နော်ကျွန်တော်ဒီလက်ရှိမှာလဲနော်ဒီ P1 တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် pressure sensor 1တခုပဲကျွန်တော်တို့သုံးထားတယ် เนาะ pressure sensor pressure sensor 2ကိုကျွန်တော်တို့လက်ရှိအချိန်ထိလုံးဝမသုံးသေးဘူးเนาะအခုလည်းဒီ program မှာလည်းကျွန်တော်တို့က pressure sensor 2ကိုလုံးဝမသုံးသေးဘူး pressure sensor 1ကိုပဲတုံထားတယ်အဲ့တော့ pressure sensor 1ကိုတုံထားတဲ့အခါမှာเนาะကျွန်တော်သတ်မှတ်ထားတဲ့ဒီ set point psi က40ရှိမယ်เนาะအဲကျွန်တော်ဒီမှာဒီ span psi ကိုကျွန်တော်က2ဆိုပြီးတော့ထားထားတယ်ဟုတ်ပြီเนาะဆိုတော့ဒါကကျွန်တော်ဒီမှာ setting ကိုဒီလိုမျိုးကျွန်တော်ဒါပြောင်းလို့ရတယ် ဟုတ်ပြီနော်ဒါဒါဒါဒီမှာ setting นี่ကကျွန်တော်เนาะဒါ change လို့ change ကြီးလို့ရတယ်ကျွန်တော်2ထားလဲရတယ်4ထားလဲရတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကเนาะဒီ cut out နဲ့ဒီ span ရဲ့ကြားထဲမှာဘောနော်ကျွန်တော်တို့ကဒီ psi ကဘယ်လောက်ရှိမလဲဆိုလို့ရှိရင်เนาะဒါကျွန်တော်ထားတဲ့ပုံမှာမူတည်တယ်တကယ်လို့ကျွန်တော်က35ထားလိုက်တယ်ဆိုရင်เนาะ35ထားလိုက်တယ်ဆိုရင် ကျွန်တော်တို့က not cat minus အဲဒီ india ကြားထဲမှာကျွန်တော်တို့ဘယ်လောက်ဖြစ်သွားမလဲဆိုတော့ ဆိုတော့ဒီမဟုတ်နော်ဒီ conference နှလုံးဒီနော်တလက်စီနော်ကျွန်တော်တို့လေးပောင်ကိုတလက်စီသူဖြစ်ပေးလိမ့်မယ်ဟုတ်ပြီနော်တလက်စီသူကဖြစ်ပေးသွားမယ်ကျွန်တော်နှလုံးလုံးကိုကျွန်တော်တို့တပြိုင်တည်းလဲ honor မျိုးလဲမဟုတ်ဘူးနော်ဆိုတော့အဲ့လိုပုံစံမျိုး alternate talent စီကျွန်တော်တို့မောင်းနိုင်ဖို့အတွက်ကို program ကိုနော်ကျွန်တော်တို့ကအဲစဉ်းစားပြီးတော့ဒီမှာနော်ရေးဆွဲပေးရမှာဖြစ်ပါတယ်ဆိုတော့ အခုဒီမှာကျွန်တော်အစပိုင်းမှာလေးရေးထားတဲ့ဒီ program ဘိုင်းကိုเนาะအဲကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ဆိုရင်เนาะဒီ program ကအစမှာတော့เนาะဒီကျွန်တော်ငါတို့ဒီမှာ run light လင်းတာပါမယ်ပြီးသွားရင်ကျွန်တော်တို့ motor လဲခဲ့ရင်เนาะအဲကျွန်တော်ဒီ light တွေเนาะဒီ motor နဲ့ motor ရဲ့ light အတိအတိပေါ့เนาะအဲ motor 1လဲမယ်ဆိုရင် C1 light လင်းမယ် motor 2လဲမယ်ဆိုရင် C2 light လင်းမယ်ပေါ့เนาะဆိုတော့ဒါမျိုးလေးတွေကျွန်တော်တို့ဘက်ကเนาะအရင်လုပ်ထားတယ်ဆိုတော့ အဲ့ဒီကနေပြီးတော့ကျွန်တော်ဆက်ပြီးတော့ဗောနော်ဒီ program ကိုကျွန်တော်ဆက်ပြီးတော့ကျွန်တော်ရေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဗာဆက်ထည့်မလဲဆိုတော့ကျွန်တော်တို့ဒီမှာဗောနော် run light link ခဲ့မယ်ဆိုရင်ဟုတ်ပြီနော် run light link ခဲ့မယ်ဆိုရင်နော်အဲဒီမှာကျွန်တော်တို့ကနော်အဲ motor 1ကိုမောင်းမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့ motor 1ရဲ့ output လေးကျွန်တော်ဒီမှာထုတ်လိုက်မယ် ှာပြီเนาะနောက်တစ်ခုအချက်တော့ကျွန်တော်တို့ဒီမှာ run line link ခဲ့မယ်ဆိုရင်เนาะ motor 2ကိုကျွန်တော်တို့เนาะလဲပြီးမယ်ဆိုတော့ဒါ motor 2ရဲ့ output ကိုထည့်ထားလိုက်ဟုတ်ပြီเนาะဆိုတော့အခုချိန်ဒီကတော့ဒါကျွန်တော်တို့ကเนาะဒီ motor နှလုံးကိုလဲဖို့အတွက်ကိုကျွန်တော်တို့เนาะ run line link လာတဲ့အချိန်မှာ motor နှလုံးလုံး လဲဖို့အတွက်ကျွန်တော်တို့ကလှုပ်ထားတယ်တကယ်တော့မော်တာကနှလုံးလုံးလဲစရာမလိုဘူးတစ်လုံးနဲ့လဲရမယ်အဲ့တစ်လုံးကပဲလီဗန်ကိုဖြစ်ပဲရော့ရင်ဒုတိယမော်တာကဆက်ဖြစ်သွားမှာဟုတ်ပြီနော်ဆိုတော့အဲ့လိုပုံစံမျိုးလေးအဲသွားမှာဖြစ်ပါတယ်ဒါဆိုရင်เนาะကျွန်တော်တို့ဒီမှာဆက်ပြီးတော့ဒီ program ကိုเนาะကျွန်တော်ဒီမှာဆက်ပြီးတော့ရေးမယ်အဲ့တော့ရေးတယ်ဆိုတဲ့အခါမှာเนาะကျွန်တော်တို့က ဒီ pressure sensor ကိုထည့်ပေးရတော့ဟုတ်ပြီနော်ဒီ pressure sensor ဖြစ်တဲ့ဒီအဲ PE1 ကိုကျွန်တော်ဒီမှာထည့်ပေးဖို့လိုတယ်ဆိုတော့ PE1 ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်ကအချင်းတွေနှစ်ခုလုံးမှာဒီဒီဒီ motor ကိုเนาะကျွန်တော်တို့ကရက်တန့်ဖို့လိုပါတယ်ဟုတ်ပြီနော်အဲ့ဒီတော့ကျွန်တော်မလိုလိုက်ဘူးလဲဆိုတော့เนาะကျွန်တော်ကဒီမှာ pressure ဖြည့်ခဲ့ရင်ဘောနော်ဥမာပြကျွန်တော်40 set point ရောက်ခဲ့ပြီဆိုရင်လည်း motor ကရက်သွားမယ်ရက်တဲ့အချိန်မှာ तू က pressure ပြန်ညှော့ပြီးတော့ ကျွန်တော်တို့ဒီ40 minus 5ပေါ့နော်35ပြန်ရောက်တဲ့အခါမှာနော်အဲကျွန်တော်တို့ compressor လဲမယ်လဲတဲ့အခါမှာကျွန်တော်ပထမဆုံးတစ်ခေါက်ကဖြည့်ရတဲ့ compressor မလဲပဲနဲ့ဒုတိယတစ်ခေါက်ကနော်အခုနပထမတစ်ခုဖြည့်တဲ့အချိန်မှာရက်နေတဲ့ compressor ကနော်ဆက်ပြီးတော့လဲသွားမယ်အဲ့လိုမျိုးလုပ်နော်အဲ့လိုပုံစံမျိုးလုပ်မှာပါဆိုတော့ ဒီနေရာမှာကျွန်တော်ကဒီမော်တော်နှလုံးလုံးအတွက်ကိုပေါ့နော်ကျွန်တော်ဒီ pressure ကိုနှစ်ခုလုံးကိုကျွန်တော်နော်အဲဒီ pressure sensor ကတော့ကျွန်တော်နှစ်ခုလုံးကနော် close condition နဲ့ပဲအဲဒီမော်တော်နှလုံးလုံးကိုကျွန်တော်တို့ကအဲရက်ခိုင်းဖို့လိုတယ်အဲ့အတွက်ကျွန်တော်ဒါလေးဆက်ပြီးတော့အဲကျွန်တော်ထည့်သွားမယ်ပေါ့နော်ကြာလေးကျွန်တော်ဆက်ပြီးတော့ထည့်သွားမယ်။โอเคဒါဆိုရင်တော့じゃကျွန်တော်တို့ပေါ့နော်ဒီမော်တာနှလုံးလုံးကဒီ pressure တစ်ခု ပေါ့နော် set point pressure ရောက်တဲ့ခါမှာကလနှလုံးလုံးကရပ်သွားပြီ။ဟောပြီးတော့ဆိုတော့အဲ့ဒီမှာကျွန်တော်တို့က not set ပြီးတော့ဒီ flip flop condition ဖြစ်အောင်လို့ကျွန်တော်တို့ရေးရအောင်။ဟောပြီးတော့အဲ့တော့ flip flop condition ရေးဖို့အတွက်ကျွန်တော်ပထမအဆုံးပါတုံးလဲဆိုကျွန်တော် one shot rising ဆိုတဲ့အကောင်လေးကိုတစ်ချက်သုံးမယ်။ဟောပြီးတော့ one shot rising ဆိုတဲ့ဒီ input တစ်ခုကိုကျွန်တော်သုံးမယ်။ဆိုတော့သူကကြတော့ကျွန်တော်တို့ဘယ်မှာရှိလဲဆိုလို့ရှိရင်เนาะအဲသူကကျွန်တော်တို့ဒီမှာเนาะဒီ data table ထဲမှာเนาะ ကျွန်တော်တို့ကနော်အဲဒီမှာပေါ့နော်ကျွန်တော်ဒီဒီ binary data ကိုရွှေ့လိုက်ဟုတ်ပြီနော်ဆိုတော့ internet address တစ်ခုခုပေါ့နော် internet address တစ်ခုကိုကျွန်တော်တို့ကယူသုံးမယ်ဆိုတော့ကျွန်တော်ကဒီမှာဘာ internet address ကိုသုံးမလဲဆိုတော့ b3 0 0ဆိုတော့เนาะ internet address ကိုကျွန်တော်ဒီစပြီးတော့တုံးမယ်အဲ့တော့အဲ့ဒါသွားကြည့် one shot rising ထဲမှာကျွန်တော်တို့ကရှိပြီးသားပေါ့เนาะဆိုတော့အဲ့ဒီထဲမှာကျွန်တော်တို့က b300 เนาะဒီဟာကိုကျွန်တော်တို့အဲစပြီးတော့တုံးမယ်ပေါ့เนาะဆိုတော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကเนาะဒီ pressure တစ်ခုရောက်ခဲ့လို့ရှိရင်เนาะကျွန်တော်တို့ကနော်ဒီ flop on တစ်ခုလေးပေါ့နော် flip flop on လေးတစ်ခုလောက်နော်ဒီ rising output လေးတစ်ခုလောက်ကျွန်တော်တို့ကစပြီးတော့အဲထုတ်သွားမယ်ပေါ့နော် ဒါဆိုရင်ကျွန်တော်ဒုတိယဆက်ပြီးတော့သွားမယ့်ဟာကเนาะဘာဖြစ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့เนาะဒါဒီ OSR အောက်ဖို့เนาะတစ်ခုကျွန်တော်စပြီးတော့ထုတ်ပြီးဒါဆိုရင်ကျွန်တော်တို့ကဒီ OSR အောက်ဖို့ကเนาะအဲကျွန်တော်ဒီမှာ flip flop condition ရဲ့ bit bit condition တကူ output တကူရှင်းပြရပါဘောเนาะဆိုတော့ဒီမှာကျွန်တော်ကเนาะအဲ logic တကူကို ကျွန်တော်တို့เนาะ block logic တစ်ခုကိုကျွန်တော်တို့သုံးဖို့လိုလာပြီဟုတ်ပြီเนาะ block logic တစ်ခုသုံးမှပဲကျွန်တော်တို့ကဒီ flip flop bit က on မှာဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီမှာ block logic တစ်ခုစပြီးတော့သုံးပါမယ်ဆိုတော့ block logic တည်းရဲ့ထုံးစံမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကเนาะအဲဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်เนาะအဲဒီ and နဲ့เนาะကျွန်တော်ဒီမှာเนาะဒီ close ပေါ့เนาะအဲဒီ close အဲဒီလိုမျိုးဟာမျိုးကိုကျွန်တော်သုံးမယ် နောက်ဒုတိယပိုင်းမှာလည်းဒုတိယတစ်ခုမှာလည်းကျွန်တော်ဒီတိုင်းပဲเนาะ close and and ကိုသုံးမယ်ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ဘယ်လိုဖြစ်သွားမလဲဆိုလို့ရှိရင်เนาะအခုဒီမှာအဲဒီလိုပုံစံမျိုးလေးတစ်ချက်ဖြစ်သွားမယ်ပေါ့เนาะဆိုတော့အဲ့ဒီမှာကျွန်တော်တို့ကဘာတွေဆက်ထည့်သွားမလဲဆိုတော့ OSR အောက်ဖို့ bit တွေเนาะကျွန်တော်ထည့်မယ် flip flop bit တွေကျွန်တော်တို့ထည့်မယ်ဟုတ်ပြီเนาะဒါဆိုရင် ကျွန်တော်ဒီမှာ OSR အောက်ဖို့ bit တစ်ခုစပြီးတော့ထည့်လိုက်မယ်ပြီးသွားရင်ကျွန်တော်เนาะ ဒီ bit တွေကိုပဲကျွန်တော် point ယူလိုက်တာပေါ့နော်ဒီ bit တွေကိုပဲကျွန်တော် point ယူလိုက်တယ်ဆိုတော့ကျွန်တော်ဒုတိယဟာမှာကျွန်တော်တို့ကနော်ငယ်ဘာထည့်မလဲဆိုတော့ကျွန်တော်ဒီမှာ flip flop bit တခုစပြီးတော့ထည့်လိုက်မယ်နော်ပြီနော်ဒါဆိုကျွန်တော်တို့က wasa output ရှိမယ် flip flop bit ရှိမယ်ပေါ့နော်အဲ့လိုမျိုး bit တွေကျွန်တော်ဒီမှာထည့်သွားမှာပေါ့ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကသူ့ရဲ့ output ကိုမထုတ်ပြည်ပြဆိုတော့ကျွန်တော်ဒီမှာ flip flop bit output တခုထုတ်ပြဖို့လိုလာပြီဆိုပြီးတော့ဒါဆိုရင်ကျွန်တော်ဒီမှာ flip flop bit output ကိုထည့်လိုက်ဆိုတော့ ါကျွန်တော်တို့ကဘယ်မှာသွားပြီးတော့ထည့်ရမှာလဲဆိုတော့เนาะဒီမော်တာနှလုံးเนาะမော်တာ1နဲ့မော်တာ2နဲ့မောင်းတဲ့အခါမှာကျွန်တော်တို့ကเนาะနှလုံးလေးကတစ်လုံးကိုကျွန်တော်တို့ကချက်အောင်မောင်းဖို့လို့ရဲနှလုံးလုံးတစ်ပြိုင်နဲ့ကျွန်တော်တို့ကမလဲခြင်းဟုတ်ပြီเนาะအဲ့တော့ဒါကဘယ်အချိန်မှာလဲဆိုတော့ကျွန်တော်တို့ဒီ pressure ဒီเนาะ 35ကိုရောက်တဲ့အချိန်မှာเนาะ35ကိုပြင်ပြင်ရောက်တဲ့အချိန်မှာကျွန်တော်တို့မော်တာနှလုံးနဲ့တလုံးကိုပြင်ပြင်မောင်းရမယ်ဟုတ်ပြီเนาะအဲ့ဒီတော့ကျွန်တော်တို့ကဒီ switch on switch off ရဲ့ condition ကိုเนาะကျွန်တော်ယူပြီးတော့ဒါကိုသုံးမယ်သုံးမယ်ဆိုတော့ကျွန်တော်เนาะအဲဒီမှာကျွန်တော်ဒီမော်တာရဲ့เนาะဒီ flip flop pick ကိုကျွန်တော်ဒီမှာထည့်သွင်းရမှာပေါ့เนาะဒါဆိုရင်အဲဒီလိုမျိုးလေးเนาะကျွန်တော်မော်တာရဲ့ flip flop pick ကိုကျွန်တော် condition မတူတဲ့ condition နဲ့ အဲကျွန်တော်ဒီ motor နှလုံးမှာကျွန်တော်တင်ပေးလိုက်ပါဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ကဒီမတူညီတဲ့ condition နှစ်ခုနဲ့เนาะဒီ motor တစ်လုံးထဲမှာကျွန်တော်တို့တင်ပေးပြီးတော့เนาะအဲကျွန်တော်ဒီမှာ flip flop pick ကိုကျွန်တော်တို့က on off ပဲလုပ်သွားမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့အဲဒီပုံစံမျိုးလေးပေါ့เนาะဒါလေးကเนาะအဲကျွန်တော်တို့ရဲ့ဒီ program မှာเนาะအဲမဖြစ်မနေကျွန်တော်တို့ထည့်သွင်းရမှာဖြစ်ပါတယ်ဒီเนาะ ဒါဆိုရင်အခုဒီမှာကျွန်တော်ဒီမှာ setting ပေးထားတဲ့ပုံစံလေးတိုင်းပေါ့နော်ကျွန်တော်ဒီမှာ setting လေးတစ်ချက်ဒီမှာပေးထားတယ်အဲ့တော့ကျွန်တော်ပေးထားတဲ့ setting ကဘယ်လိုဖြစ်မှာလဲဆိုလို့ရှိရင်ကျွန်တော် set point က40เนาะအဲကျွန်တော် dispan ကเนาะအဲ5ပေါ့เนาะဒါဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီ program ကဘယ်လိုဖြစ်သွားနိုင်လဲဆိုတာလေးကိုတစ်ချက်ကျွန်တော်ဒီမှာเนาะအဲတစ်ချက်စမ်းသပ်ပြအောင်မယ် โอเคဒါဆိုကျွန်တော်တို့ဒီမှာ step ဆက်လုပ်လဲပေါ့เนาะ step ဆက်လုပ်တဲ့အခါမှာကျွန်တော်တို့เนาะဒီ compressor 1ကစပြီးတော့လဲမယ်ဟုတ်ပြီเนาะအဲ့တော့ compressor 1လဲတဲ့အချိန်ကဘယ်အချိန်လဲဆိုဖြစ်ရင်เนาะအဲဒီ level ကိုသူ40အထိရအောင် sweat တင်သွားမယ်အချိန်ဟုတ်ပြီเนาะဒါဆိုကျွန်တော်က first condition မှာ compressor 1ကိုလဲမယ်အဲ့တော့ compressor 1ရက်သွားတယ်နဲ့ကျွန်တော်က level ကတစ်ဖြည်းဖြည်းပြန်ကျလာဟုတ်ပြီเนาะ လေရဲ့ပရဒီပေါင်းကတဖြည်းဖြည်းပြန်ချလာမယ်။သူက35ကိုပြန်ရောက်တာနဲ့သူကဘာဖြစ်မလဲဆိုတော့ compressor 1မလဲခိုင်းတော့ဘူး။ compressor 2ကိုကျွန်တော်ကလဲခိုင်းမှာ။ဟုတ်ပြီနော်။အဲ့တော့ကျွန်တော်တို့ဒီ compressor နှလုံးလုံးကိုနော် compressor motor နှလုံးလုံးကိုကျွန်တော်တို့ကတလက်စီမောင်းသွားတယ်ပုံစံမျိုးလေး။ဟုတ်ပြီနော်။ဆိုတော့သူရဲ့နှစ်ခုရဲ့ဒီ spanning အောက်ပို့ရဲ့ပေါ့နော် spending အောက်ပို့ရဲ့ကျွန်တော်နှစ်ခုအဲဒီခြားနာခြင်းကိုကျွန်တော်ကတစ်ချက်ပြန်ကြည့်မယ်ဆိုရင်နော်အဲ spending အောက်ပို့ကကျွန်တော်တို့ဘယ်လိုဖြစ်သွားနိုင်လဲဆိုလို့ရှိရင်နော်ဒီ motor နှလုံးမှာနော်အဲဒီ35နော်40ရောက်တဲ့အခါမှာကျွန်တော်တို့ကပြန်ရက်မယ်ဟုတ်ပြီနော်ဆိုတော့ပထမမောင်းထားတဲ့ဒီ motor ကနော် ကျွန်တော်တို့ဆက်ပြီးတော့မမောင်းတော့ဘူးကျွန်တော်တို့ဒီလေးပေါင်ပြန်ဖြည့်တဲ့အချိန်မှာပေါ့နော်ဒုတိယအချိန်ဒီမှာနော်လေးပေါင်ပြန်ဖြည့်တဲ့အချိန်မှာအဲဒီဘက်ကမော်တာကိုကျွန်တော်တို့ကနော်အဲမောင်းစီမှာဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်ဒီ block logic လေးတစ်ခုကျွန်တော်သုံးထားတယ်ဆိုတော့ဒီ block logic လေးကနော်ဒါကိုနော်အဲဒီလိုမျိုးဖြစ်အောင်လို့လှုပ်ဆောင်ပေးနေခြင်းပဲဖြစ်ပါတယ်ခင်ဗျာနော်ဆိုတော့ program ကိုကျွန်တော်ရေးတဲ့အတိုင်းလိုက်ရေးပြီးတော့စံတက်ကြည့်လို့ရပါတယ်ဟုတ်ပြီနော်အဲ့တော့အားလုံးကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ